ိုသဘောထားပြောင်းသွားတယ်ဆိုတဲ့ဇကားကိုကျွန်တော်အနေနဲ့တော့လက်မခံနိုင်ပါဘူးအဲ့တော့ကျွန်တော်ကသဘောထားပြောင်းသွားတယ်ဆိုတဲ့သဘောမဟုတ်ခဲနဲ့ကျွန်တော်အလုပ်ကိုကျွန်တော်လုပ်တဲ့သဘောပါပဲ NUG တို့ဒေါ်လာရင်းအဖွဲ့အစည်းတွေကိုစန့်ကျင်နေတဲ့သဘောလည်းကျွန်တော်မှာမရှိပါဘူးဒါပေမဲ့စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာကိုလက်နက်ကင်ဒေါ်လာမှုနဲ့ပဲအဆုံးသတ်လို့ရမှာလားဒီဒေါ်လာရင်းကဒီပုံတိုင်းသွားရင် ဖြစ်နိုင်ပါမလားမဖြစ်နိုင်ပါမလားစစ်တပ်ကခင်းပေးထားတဲ့အပြည့်အခက်ရဲစဲရေးနဲ့ငြိမ်းချမ်းရေးလမ်းသွားမလားဆိုတာတော့ကြောက်သေးကြကန်ဒီကိစ္စကြီးတခုကိုလက်ညှိုးလေးနဲ့တောက်ချလိုက်သလိုပေါ့အပြင်ကနေပြီးတော့ကျွန်တော်တို့တစ်ဖက်အမြင်နဲ့ပဲကျွန်တော်တို့သတင်းသမားတယောက်အနေနဲ့ပြောနေဆွေးနွေးနေလို့မရနိုင်ခင်ဗျဒီဥသိမ်းစိန်အစိုးရလက်ထက်တုန်းကလောက်ဖြစ်လာရင်တော့ဟုတ်ကဲ့ဥတန်းလွင်ထွန်းမင်္ဂလာပါခင်ဗျဟုတ်ကဲ့ โอเคဦးတန်းလို့သူအခုမှပဲကျွန်တော်ဟိုမေးမြန်းခွင့်ရတယ်အခုလိုမျိုးဖြေချပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်သိချင်တာအဓိကကတော့ပြီးခဲ့တဲ့ဒီနေပြည်တော်မှာကျင်းပတဲ့ NCA စနစ်ပြည့်အခမ်းအနားပေါ့နော်ဒီခမ်းအနားကိုဦးတန်းလို့သူတွားတက်တာကျွန်တော်တွေ့ရပါတယ်ပြီးတော့ဒီအလုံယုံဆွေးနွေးပွဲမှာလည်းပါတယ်လို့ကျွန်တော်သိရပါတယ်အဲ့တော့ဒီအခမ်းအနားတက်ရခြင်းအကြောင်းရင်းပေါ့နော်ဘာကြောင့်တက်ဖြစ်တယ်ဆိုတာအရင်ဆုံးဟိုပြောကြားပေးစီလိုပါတယ်ဗျဒီလိုဗျ ကျွန်တော်ကဒီကျွန်တော်တို့ရဲ့သတင်းမီဒီယာလုပ်ငန်းတွေကပေါ့เนาะအထူးသဖြင့် VOA ကနေအားယူပြီးနောက်ပိုင်းမှာလဲကျွန်တော်ကကိုယ့်ရဲ့ဟိုတကူရေး consultant ပေါ့ consultant ဆိုတော့က public relation consultant အနေနဲ့ကျွန်တော်ကိုယ်ပိုင် company လေးထောင်ပြီးကျွန်တော်လှုပ်လုပ်နေပါတယ်အဲ့တော့ဟိုတာမန်အားဖြင့်ကတော့ဟိုကျွန်တော်ရဲ့ client တွေကဟိုဗမာပြည်အကြောင်းကိုသိကျင်တဲ့ဗမာပြည်ရဲ့အရေးကိစ္စလေးတွေကိုနည်းနည်းလေးထဲထဲဝင်သိကျင်တဲ့လူတွေအတွက်ပေါ့เนาะကျွန်တော်က ဟိုဗမာပြည်ထဲမှာသွားပြီးတော့ဟိုအခြေအနေလေးတွေကြည့်ပြီးစုံစမ်းပေးတာတွေအဲအဲ့ဒါလေးတွေကျွန်တော်လုပ်ပေးပါတယ်ဒါဥပမာပြောရရင်ပေါ့ဗျာဟိုရင်တုန်းကဟိုပို့ဒေတာမှာတိုက်ပွဲကြီးဖြစ်တုန်းကအဲဒီပို့ဒေတာနဲ့ပတ်သက်လို့တီးတီးခြင်းနဲ့ဟိုနိုင်ငံတကာအဖွဲ့အစည်းတချို့ကနေပြီးတော့ကျွန်တော်ကိုငားရမ်းနေငားရမ်းပြီးတော့ဟိုအခြေအနေလေးတွေကိုကျွန်တော်ရဲ့ဟိုတီးကြလွတ်လပ်တဲ့ဟိုသုံးသက်ချက်ကလေးတွေပြောခိုင်းနေရေးခိုင်းနေခင်ဗျအဲ့တော့အဲ့ဒီကိစ္စတွေလုံနေနေကျွန်တော်က ဗမာပြည်ကိုအဝင်ထွက်သွားလာလေးရှိနေပါတယ်။ရှိနေတော့ဒါလက်နက်ကင်အဖွဲ့တွေလက်နက်ကင်အဖွဲ့စည်းအောင်းနေတွေ့လာတဲ့အခါကျတော့ဒီဗမာပြည်ရဲ့ငြိမ်းချမ်းခိစားရင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဖိတ်ကြားတာလေးပါလေးရှိပါတယ်။အဲ့တော့ကျွန်တော်အခုဟိုငြိမ်းချမ်း program 2025ဆိုတော့ကျွန်တော်သွားတက်တယ်။အခုဒီနောက်ပိုင်းကျတော့အပြည့်ခက်ရစဲခိစားမှာလည်းပါဝင်တဲ့ပါဝင်ထိုက်သူအနေပေါ့အနေနဲ့ပေါ့ရလေးလာသူအနေနဲ့ကျွန်တော်ဖိတ်တာပါဒီနေရာမှာဟိုအများလဲဝေဖန်တယ်နောက်ဥတန်းလွင်ထွန်းရဲ့ဟို သဘောထားလဲဟိုတချို့ပြောင်းလဲလာဆိုပြီးပြောတာရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးလဲသိကြပါတယ်အဲ့ဒါတော့ဦးသန်းလွေထွန်းကဒါ88လူလူရေးတော်ပုံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်မှာဒါဟိုတော်လိုင်းရေးမှာပါခဲ့တယ်စန့်ကျင်ခုခံတဲ့မှာပါခဲ့တယ်ဆိုအဲ့ဒီနောက်ပိုင်းမှာတော့သတင်းသမားတဦးဖြစ်ခဲ့တယ်သတင်းသမားတဦးမှာတကယ်ယာဒူးကြီးကြီးမားမားယူပြီးတော့မြန်မာပြည်မှာရှိတဲ့အခြေအနေတွေပေါ့နော်ခွင့်ရလူခွင့်ရချုပ်ဖောက်မှုရဒီမိုကရေစီရေးတွေကိုတကယ်ပေါ်ထုတ်ခဲ့တယ် ဒါပေမဲ့ဦးသိန်းစိန်လက်ထက်မှာတော့တပိုင်းပေါ့နော်ဒါတော့ပြုပြင်ပြောင်းလဲတပိုင်းပေါ့အခု2021စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်းမှာလဲစစ်တပ်ကထုံးစံတိုင်းအာဏာသိမ်းနေဆိုတဲ့ကသူ့ကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေဖြိုခွဲတယ်အရင်တိုင်းပဲတော်လိုင်းကြီးပေါ်လာတယ်လက်နက်ကင်တော်လိုင်းကြီးပို့ပြီးတော့ကျေပြန့်လာတယ်ဆိုတော့ဒီလိုအနေအထားနှစ်ခုပေါ့ ဆိုအရင်တစ်ချိန်တုန်းကတော့ဦးတန်းလွင်ထွန်းကကိုတိုင်ခုခံတော်လိုင်းထဲမှာပါတယ်အခုအချိန်မှာကြတော့ဦးတန်းလွင်ထွန်းရဲ့သဘောထားပေါ့နော်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကဒီလှုပ်ဆောင်မှုတွေမှာပူပေါင်းပါဝင်နေဆိုတဲ့သဘောမျိုးတွေ့လာရတယ်ဒီလိုမျိုးလဲဝေဖန်တာတွေရှိတယ်အဲ့တော့ဘလိုမျိုးဟိုစဉ်းစားချက်ရှိလဲပေါ့နော်ဘာကြောင့်ပြောင်းလဲသွားရလဲဒီအနေထားဆိုအဲ့ဒီဟာကိုဘာများပြောပြပေးလို့ရမလဲဗျဒီနေရာမှာတော့ဟိုသဘောထားပြောင်းသွားတယ်ဆိုတဲ့အခြေအကားကိုကျွန်တော်အနေနဲ့တော့လက်မခံနိုင်ပါဘူး မကျွန်တော်ကဟိုသဘောထားပြောင်းသွားစရာလည်းအကြောင်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဟိုအားလုံးသိတဲ့အတိုင်းပဲ88တုန်းကကျွန်တော်တို့တွေကဟိုလူငယ်တွေပြီးပြီးဟိုဒီဒီမိုကရေစီဟိုတိုက်ပွဲကိုဆင်နွှဲရမယ်ဆိုရယ်လက်နက်ကိုင်တိုက်ပွဲအဆင့်အထိလှုပ်လာခဲ့တာပဲလေ။လှုပ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ကဟိုသတင်းမီဒီယာလောကတွေကိုရောက်သွားတယ် BBC ကိုရောက်သွားတယ်အဲသူတပြင်းအင်္ဂလန်မှာဝတ်နော်အဲဒီခါမှာကျတော့ကျွန်တော်အနေနဲ့က ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုဝါသနာပါတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုကျွန်တော်အနေနဲ့ရွေးချယ်ရတယ်။ရွေးချယ်ရတဲ့အခါကျတော့ဒီဇိုင်းမတ်မတ်လုပ်ပါတယ်။ဒီဇိုင်းမတ်မတ်လုပ်တယ်ဆိုတော့ဒါသတင်းမီဒီယာသမားတယောက်အနေနဲ့ကိုယ့်ရဲ့ခံယူချက်ဘယ်လိုပဲရှိရှိဒါကိုယ့်ရဲ့သတင်းမီဒီယာရဲ့ကျင့်ဝတ်သိက္ခာနဲ့အညီနော်ဘယ်ဘယ်ဘက်ကမှကျွန်တော်အနေနဲ့ဟိုလိုက်တယ်ရလို့ပဲမရှိဘူး။ဟိုစိတ်ထဲမှာဘယ်လိုသဘောထားပဲရှိရှိကျွန်တော်အနေနဲ့သတင်းကိုဖြစ်ရင်ဖြစ်တဲ့အတိုင်းကျွန်တော်ရဲ့ဟိုတချို့ ခန်းစားချက်တွေခံယူချက်တွေဒီလောက်ကြီးမပါဘဲနဲ့ကျွန်တော်အထက်နိုင်ဆုံးဘဲမြောက်အောင်လုပ်ခဲ့တယ်ဆိုတဲ့သဘောရှိပါတယ်အဲ့တော့လူတော်တော်များများကလည်းကျွန်တော်ကိုအဲ့အတွက်အသိမှတ်ပြုကြပါတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ပဲနောက်ပိုင်းမှာ BBC ကနေပြီးတော့ကျွန်တော် VOA ကိုရောက်တယ် VOA မှာဌာနမှူးဖြစ်အဲလုပ်ခဲ့အခါကျတော့လေ2017အဲဒီဇင်ဘာလပေါ့နော်ဦးသိန်းစိန်တို့အစိုးရတက်ပြီးကစားအချိန်လောက်မှာဆိုလို့ရှိရင်မြန်မာနိုင်ငံကိုပထမအဦးဆုံးပြောင်းဝင်သွားပြီးတော့မြန်မာနိုင်ငံမှာ တည်ရင်ဌာနကွဲတစ်ခုပေါ့နော်ဟိုယူဖို့အထိတောရောက်ပြောညှိနှိုင်းနိုင်ခဲ့တဲ့အခြေအနေအားလဲဒီလိုကျွန်တော်ရဲ့ယက်တီမှုပုံစံကိုဟိုဟိုစစ်တပ်တပိုင်းအစိုးရကနေပြီးတော့အတိမတ်ပြုတဲ့ဟိုနားလေတဲ့သဘောပါပဲကျွန်တော်ဘက်ကလည်းယူဆချက်ကဟိုပြည်တွင်းမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုအပြင်ကနေပြီးတော့ကျွန်တော်တို့တစ်ဖက်အမြင်နဲ့ပဲကျွန်တော်တို့သတင်းသမားတယောက်အနေနဲ့ပြောနေဆွေးနွေးနေလို့မရနိုင်ခင်ဗျအဲ့တော့ကျွန်တော်ရဲ့အဲ့တုန်းအဲ့တုန်းကကျွန်တော်ရဲ့စူးစမ်းမှုကမြန်မာနိုင်ငံမှာကျွန်တော် သတင်းဌာနသတင်းယူရဌာနတခုထားဖို့ပေါ့ဗျာအဲ့ဒီမတိုင်ခင်တုန်းကတော့ကျွန်တော်တို့အနည်းဆုံးအနေနဲ့ဟိုဘန်ကောက်မြို့ကနေပြီးတော့ပဲမြန်မာနိုင်ငံအခြေအနေကိုလှမ်းပြီးတော့စနေနာအကဲခတ်ပြီးတော့ကြားတဲ့အတန်လေးတွေနဲ့လုံနေရတော့ပေါ့ဗျာတစ်ဖက်တစ်ဖက်တစ်ဆင့်ကြားလေးတွေနဲ့လုံနေရတာရှိတယ်ကိုယ်တိုင်သွားလုပ်ရရင်အကောင်းဆုံးပဲဆိုရယ်ယူဆချက်လည်းကျွန်တော်မှအမြဲရှိပါတယ်။ဒါပေမဲ့နောက်ပိုင်းအခုသတင်းလောကကနေပြီးတော့ကျွန်တော်အနေနဲ့အနားယူပြီးရဲ့နောက်မှာတော့ကျွန်တော်က public relation consultant တယောက်အနေနဲ့ဆိုလို့ရှိရင် ပြည်တွင်းမှာရှိနေတဲ့အခြေအနေတွေကိုကျွန်တော်ကသူများရေးထားတဲ့ report လေးတွေသူများပြောတာလေးတွေနဲ့ပဲနားထောင်နေလို့မရဘူးလူတွေအားကိုးမယ်ဆိုတာကလူတွေကျွန်တော်ကိုယုံကြည်မယ်ဆိုတာကကျွန်တော်ရဲ့ independent ပေါ့နော်ကျွန်တော်ရဲ့တီးခြားလွတ်လပ်တဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်ကိုယ်ပိုင်အတွေးခေါ်နဲ့ရေးတဲ့ report တွေကိုပဲကြည့်ချင်ကြမယ်မြင်ချင်ကြမယ်အားကိုးချင်ကြမယ်ဆိုတာကျွန်တော်နားလေတယ်လေအဲ့တော့ကျွန်တော်ကသဘောထားပြောင်းသွားရည်ဆိုတဲ့သဘောမျိုးပဲနဲ့ကျွန်တော်အလုပ်ကိုကျွန်တော်လုပ်တဲ့သဘောပါပဲ ဟိုသဘောထားပြောင်းသွားရေဆိုလို့ဒီဘက်က NUG တို့ဒေါ်လိုင်းအဖွဲ့အစည်းတွေကိုစန့်ကျင်နေတဲ့သဘောလည်းကျွန်တော်မှမရှိပါဘူး။ဒါပေမဲ့တစ်ဖက်မှာတော့ကျွန်တော်မှငင်းတဲ့အတိုင်းကျွန်တော်ဝေဖန်ပြောဆိုနေရလေးတော့ရှိတာပေါ့။အဲဥပမာအဖြစ် ဒီဒေါ်လာရေးကဒီပုံတိုင်းသွားရင်ဖြစ်နိုင်ပါမလားမဖြစ်နိုင်ပါမလားအလားတူပဲမြန်မာနိုင်ငံမှာလည်းစစ်တပ်မှာစစ်အစိုးရအနေနဲ့ဒီပုံတိုင်းဆက်သွားနေလို့ရှိရင်ရောဒီမိုကရေစီလမ်းနဲ့နှီးပါမလားဒူဒူနဲ့ဘလောက်အထိများဝေးကွာသွားနိုင်တယ်လဲဆိုတဲ့အချက်လေးကြီးကျွန်တော်အနေနဲ့ဟိုတတ်နိုင်သမျှ publicly ရောဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ရဲ့ report ထဲမှာလည်းကျွန်တော်ပြန်ပြော assessment လေးလုပ်ပေးနေရရှိပါတယ်ဟုတ်ကဲ့အခုလို့ရှင်းပြတာကျေးဇူးပါအဲ့ဒီကလည်းကျွန်တော်ဆက်ပြီးတော့မေးလို့ပါတယ်ဒါပေမဲ့လောလောဆယ်ဒီ အခမ်းအနားပေါ့နော်စနစ်ပြေခန္ဓာနဲ့အလုံးယုံဆွေးနွေးပွဲမှာဦးတန်းလူချုပ်ကိုယ်တိုင်ဟိုတက်ခဲ့တယ်အရင်ကလည်းတက်ဖူးတယ်ဆိုတော့တတင်းသမားတူဦးနေတော့ကိုယ့်ရဲ့အတွေ့အကြုံရအောင်ပေါ့နော်အများကြီးသုံးသက်နိုင်မလို့ကျွန်တော်မြင်ပါတယ်ပြောလို့ရတော့ပေါ့အရင် peace forum နဲ့အခုလှုပ်တဲ့ဒီလုံးယုံဆွေးနွေးပွဲနဲ့ဘာတွေပိုထူးခြားတယ်လို့မြင်လဲဗျဦးတန်းလူချုပ်အနေနဲ့ဟိုတစ်ခုချင်းပြောရမယ်ဆိုရင်တော့ဗျာအရင် peace forum တုန်းကနည်းနည်းပို့ပြီးတော့ဟိုတွန်းတွန်းတက်တိုက်နဲ့ပြောတာဆိုတာရှိရဲ့ဗျာ နိုင်ငံရေးပါတီတွေအစုအဖွဲ့တွေကလည်းအဲအတွင်းမှာတော်တော်လေးကိုဟိုမထင်ထားလောက်ရလောက်အောင်ပေါ့နော်ဟိုလွတ်လွတ်လပ်လပ်နဲ့ဒီရှေ့ဆက်သွားမယ်အကြောင်းနေအဲငင်းကြိုင်းကြီးနဲ့ပတ်သက်လို့ဘာတွေလိုအပ်တယ်ဆိုတာမျိုးတွေကိုတွန်းတွန်းတက်တိုက်ပြောတာရှိတယ်ဗျအခုဒီတစ်ခေါက် NCA 10နှစ်မြောက်အခမ်းအနားကကြတော့အခုမှပြန်ကျဲနေတဲ့ဒစိတပိုင်းစီလိုကြီးဖြစ်နေတဲ့ကိစ္စတခုကိုမနှဲပြန်စုရတယ်လို့ပေါ့နော်အဲ့လိုမျိုးအနေထားဆိုတော့ ိုတိတ်ကြီးမားတဲ့ဟိုတိတ်ပြောအေးပါတဲ့ထူးထူးခြားခြားဆွေးနွေးနိုင်မှုတွေကိုတော့ကျွန်တော်အနေနဲ့တော့ဒီတစ်ခေါက်တော့မတွေ့ခဲ့ဘူးဒါကပြန်ပြီးတော့ဘယ်လိုပြောမလဲ revitalization ပေါ့ဗျာပြန်အသက်သွင်းဖို့ကြိုးစားတဲ့အဆင့်တစ်ခုလောက်ပဲကျွန်တော်မြင်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်အစည်းအဝေးအခမ်းအနားနဲ့ပတ်သက်ပြီးဒါဟိုခြုံဝုံ30ချက်ပေါ့အဲ့ဒီမှာနောက်ဆုံးဒီသတင်းစာရှင်းလင်းပွဲမှာဦးတန်းလွင်ထွန်းဒီ panel တွေကိုမေးတာတွေ့ပါတယ် နော်ဒီစစ်ဆက်ညီနိုင်ရေးလမ်းကြောင်းကိုပြန်သွားမဲ့အခြေအနေမှာလေရင်နဲ့ဘုံကျဲနေတယ်အရက်သားတွေထိခိုက်မှုရှိနေဒါတွေကိုဆွေးနွေးတာမတည်ဘူးပေါ့နော်ဒါနဲ့ပတ်သက်ပြီးဒေါက်တာအောင်မျိုးဒီတက်မတော်အရာကြီးအောင်ဒေါက်တာအောင်မျိုးတော့ဖြေကြတယ်ဒါ war action ပေါ့စစ်ပွဲဖြစ်နေတဲ့အနေအထားဆိုပြီး तू ကတော့ပြောပါတယ်သူ့ရဲ့ဖြေကြချက်ပေါ့အဲ့ဒီမေကိုနေပုံမှာတစုံတရာအခုပြောဖို့ရှိမလားပပများပြောဖို့ရှိဦးမလားဗျာဟုတ်တယ်ဗျအဲ့ဒါကကျွန်တော်တို့ဟိုဆွေးနွေးတဲ့အထဲမှာ မတွေ့ရဘူးဗျအဲ့ဒါလေအဲမတွေ့ရလို့လည်းမေးရပါဘောနော် အလားတူပဲဒီသတင်းစာရှင်းလင်းပွဲဆိုတဲ့နေရာမှာလည်းတကယ်တမ်းကျကျွန်တော်သတင်းသမားမှမဟုတ်တာသတင်းစာရှင်းလင်းပွဲကိုကျွန်တော်အနေနဲ့ကတော့သွားပြီးလေ့လာတော့ပေါ့ဗျာအခုနောက်ပိုင်းသတင်းသမားတွေဘာတွေများမီးနေတယ်ဘာတွေများပြောနေတယ်လဲပေါ့အဲဒီအချိန်မှာကျွန်တော်တခြားလုံးနည်းနည်းလေးဟိုမမြင်ခဲ့မကြားခဲ့ရတဲ့ဆွေးနွေးမှုမျိုးကိုအခြေအနေကိုမမေးကြတာတွေ့ရတော့ကျွန်တော်လည်းဝင်မေးမိတာပါ ဟိုမဆွေးနွေးဘူးဆိုတဲ့နေရာမှာဆွေးနွေးပွဲတုန်းကတော့ကျွန်တော်ဘာလို့မဆွေးနွေးဘူးလဲမေးကျင်တယ်ဆိုလို့မေးမယ်ဆိုလို့ရှင်လဲဆွေးနွေးပွဲဆိုတဲ့နေရာမှာတည်တဲ့အတိုင်းပဲအထက်ထဲမှာကဟိုရတဲ့အချိန်လိုက်လေးအတွင်းမှာဟိုအာဂျန်ဒါလေးချပြီးဒီစိတ်ပိုင်းဒီစိတ်ပိုင်းနေလဲဆွေးနွေးကြတာဟိုဆွေးနွေးကြတဲ့အခါကျတော့ကျွန်တော်ပြောတဲ့လေရင်နဲ့ပုံကျဲတယ်ဆိုတဲ့ကိစ္စဟိုရသားတည်ကြည်မှုကိစ္စဘာညာဆိုတာကြီးတော့မပါဘူးမပါဘူးဗျဟိုတစ်ဖက်မှာလည်းသတင်းမီဒီယာတွေကမေးတာမတွေ့ဘူးပေါ့လေမတွေ့တော့ကျွန်တော်ဝင်မေးလိုက်တာပါ မေးတယ်ဆိုတဲ့နေရာမှာလည်းနောက်တစ်ခုကကြတော့ကျွန်တော်ကစစ်တပ်ကိုသွားပြီးတော့အရသားတွေကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲနေရဆိုတဲ့သဘောမျိုးသွားပြီးတော့ဆွဆွဲစရာလည်းအကြောင်းမရှိဘူးအဲ့လိုလည်းမေးတာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သတင်းသမားတွေအနေနဲ့ကတော့လင်းမြန်ကနေဘုံကျဲလို့ဒရုန်းနဲ့ဘုံကျဲလို့လက်နေကြီးနဲ့ထူလို့အရသားတွေ clean ငယ်တွေသိရဆိုရင်အထောက်ထားတွေရှိနေရဆိုလို့ရှိရင်ဒါမျိုးတွေဖြစ်နေတယ်ခမားတွေဒါမျိုးတွေကတော့မရှောင်သင့်ဘူးလားဆိုတဲ့အကြောင်းပဲမေးရမယ်လေ ို intentional intention ပေါ့ဗျာဟိုတစ်ဖက်သားရဲ့ရည်ရွယ်ချက်အဲ့ဒါကတော့ကျွန်တော်တို့အနေနဲ့ကိုယ်ပိုင်မသိနိုင်တဲ့ကိစ္စဆိုတော့အာစစ်တပ်ကရက်သားပစ်မှတ်တွေကိုတမင်တကာလုတ်ပြီးတော့ရက်သားတွေကိုတမင်တကာတန့်နေတယ်ဆိုတဲ့ကိစ္စမျိုးဟိုပုံစံမျိုးမေးဖို့တော့မဟုတ်ဘူးဒါပေမဲ့လည်းတကယ်တမ်းကြလို့ရှိရင်အခုလိုပြစ်ခတ်ရက်စဲမှုကိစ္စတွေကိုဆွေးနွေးနေတဲ့အချိန်မှာအရက်သားတွေခုဘက်ပဲဖြစ်ဖြစ်ဒီဘက်ပဲဖြစ်ဖြစ်အရက်သားတွေထိခိုက်ဒေဆုံးမှုတွေကို ဟိုမစင်စားကြဘူးလားနင်းနမနင်းနိုင်မရနင်းနိုင်အောင်မလုပ်ကြဘူးလားဟိုဒါတွေကိုနဲသွားအောင်ဘာတွေလုပ်ဖို့စဉ်းစားထားပါသလဲဆိုတဲ့အကိစ္စမျိုးကိုကျွန်တော်မေးတာပါမေးတဲ့အခါကျတော့ဥအောင်မျိုးဒေါက်တာအောင်မျိုးပြန်ဖြေတာကတော့သူကတော့ပြောရမယ်ဆိုလို့ရှိရင် war action ပေါ့နော်ဒါကဟိုသူပြောချင်တဲ့သဘောကိုတော့ကျွန်တော်ကသဘောပေါက်ပါတယ်ဘာလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်လက်နဲ့ကင်ပြိပခါတွေဖြစ်နေပြီဆိုရင်အပြည့်ရကြဖို့ငင်းငယ်အကြောင်းကိုပြောကြဖို့ဆိုလို့ရှိရင်နီလာမျိုးမျိုးရှိတယ်။ incentive လို့လို့ခေါ်တဲ့ဒီ မဲလုံးပေးပြီးတဖက်ဖက်ကိုမဲလုံးပေးပြီးတော့ကဲကဲကဲရက်မင်းတို့ဘက်ကရက်ကြတော့ငါတို့အနေနဲ့ဒါပေးမယ်ဒါလေးလောက်ကြပါလားဆိုရင်ညှိရတဲ့ပေါ်ရှိတယ်နောက်တစ်မျိုးကတော့အလွယ်ဆုံးပြောရလို့ရှိရင်ဥချိုးတော့နိုင်တိုက်ပြီးတော့မှညှိကြဆိုတဲ့ဟာမျိုးဖိပြီးတော့ပေါ့နော်ညှိကြမယ်ဆိုတဲ့ပေါ်မျိုးရှိတော့ဒီအခြေအနေမှာဖြစ်နေတဲ့အနေအထားကဝါအရှင်ဆိုတာကတဖက်ကလည်းနိုင်အောင်အရင်တိုက်မယ်ဒီဘက်ကလည်းနိုင်အောင်အရင်တိုက်ပြန်ပြီးတော့မှရှုံးသွားတဲ့လူကိုနည်းနည်းလေးဖိပြီးတော့စကားပြောကြမယ်ဆိုတဲ့ဝါအရှင်ပေါ့အဲ့ဒါကိုသူပြောချင်တာပါ ပြီးတော့သူကတခါတည်းညင်းသွားတာကတော့ဒါက atrocity ဆိုလို့ရှိရင်ကြတော့ atrocity ဆိုတာကတော့တမင်းကတမင်းတကာကိုကြံစီပြီးတော့လူရက်သားတွေကိုပြတ်မှတ်ထားပြီးဒါမှမဟုတ်မိသားစုဝင်တွေကိုပြတ်မှတ်ထားပြီးတော့တတ်တာဖြတ်တာမျိုးပေါ့ဗျာဟိုဘက်ဒီဘက်နှစ်ဖက်စလုံးရှိခဲ့ပါတယ်ဆိုတော့ဒါမျိုးတွေဖြစ်တယ်ဆိုရင်တော့တမျိုးပေါ့နော်ဒီကိစ္စကတော့သူသူသူဖြေသွားတာတော့ဒါက war action ပေါ့နော်ဆိုတဲ့သဘောမျိုးပဲသူဖြေဖြေသွားတာပါစစ်တပ်ဘက်မှာဆိုရင်စစ်တပ်တိုင်ရင်းကြီးတွေနေတယ်ပဲထားပါတော့တိုင်ရင်းထဲမှာလည်းမိသားစုတွေရှိတာပဲ မိသားစုကစစ်တပ်ဘက်ကစစ်သားရဲ့ဟိုမိသားစုဝင်တွေကလေးတွေလည်းရှိကြတာပဲတစ်ဖက်ကလက်နက်ကြီးနဲ့ပြင်မဲ့ drone နဲ့ပြစ်တယ်ဆိုလည်းသူတို့သေကြမှာပဲလေဟိုနောက်ပြီးတော့ကျွန်တော်တို့ဟိုဘက်ကဟိုစုပ်ခွာလာတဲ့တင်မောကြီးမြုပ်တဲ့အချိန်မှာဟိုဝိုင်းပြစ်ခတ်လို့ရေကူးတဲ့လူတို့တတ်တဲ့ဖြတ်တဲ့လူတွေလည်းရှိတာပဲအဲ့တော့ဒေါက်တာအောင်မျိုးပြောတဲ့ war action သဘောပေါ့နော်ဟိုဖြစ်တဲ့ခတ်တဲ့နေရာမှာစစ်ရေးပြစ်မှတ်တွေနဲ့ရောထွေးနေတဲ့အနေအထားတွေအဲ့ဒါမျိုးတွေဖြစ်နေတဲ့အခါကျတော့ဟို collateral ဆိုတဲ့ဟို ေးထွက်စိုးကျိုးပေါ့နော်ဖြစ်တာတွေရှိမယ်ဒါပေမဲ့ကျွန်တော်ကကြားကျင်တာတကယ်တမ်းကျတော့အဖြေမှာကတော့ဒီ collateral တွေကိုနည်းနိုင်မြတ်များနည်းအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အဖြေကိုကြားကျင်တာပါအဲကျွန်တော်ကြားကျင်တဲ့အဖြေတော့မရခဲ့ပါဘူးဟုတ်ကဲ့ဒီအကြောင်းအရာပေါ်မှာသဘောထားထပ်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့အခုက NCA စနစ်ပြည့်အတွက်အခမ်းအနားလုပ်တယ်လုံယုံဆွေးနွေးတယ်ဆိုတော့ NCA အကြောင်းကိုလည်းဒါအသေးချာအလေးနဲ့သူတို့ဆွေးနွေးကြမှာပေါ့နော်ဒါတွေကိုဦးတန်းလွင်ထုတ်ပေါ်တိုင်းတက်ရောက်ခဲ့ဆိုတော့ ဟိုမျက်ဝါးထင်နေသဘောထားအမြင်တွေကိုသိရမှာပေါ့အဲ့တော့တစ်ဖက်မှာလည်း KNU ပါဝင်တိုင်းရင်းသားအဖွဲ့6ဖွဲ့ကဒီဒီအခမ်းအနားမတိုင်ခင်မှာကြေညာချက်ထုတ်ပါတယ် NCA နဲ့ပတ်သက်ပြီးသူတို့ကတော့ဒီဆက်အနာသိမ်းပြီးတဲ့ကဒါဆက်အနာသိမ်းနေဆိုတဲ့ကဒီ NCA ပါအချက်လက်တွေအခြေခံအခွင့်အရေးတွေချိုးဖောက်ပလိုက်တာဖြစ်တဲ့အတွက် NCA ပြက်ပြက်သွားပြီးဟိုသုံးမရတော့ဘူးပေါ့နော်အဲ့လိုမျိုးသဘောထားထုတ်ထားပါတယ်အဲ့တော့ဦးတန်းလွှတ်ကိုယ်တိုင်အခုတွေ့ကြုံရတဲ့ဒီလုံယုံစူနေပွဲအခြေအနေနဲ့ဒီကြီးညာချက် အကင်ယူပါမ6ခွဲ့ကြီးညာချက်အပေါ်မှာနှိုင်းရှင်ပြီးတော့ဗောနော်ဟိုတခုခုဘလိုများဟိုတုံးသက်ချက်ပေးနိုင်မလဲဗျာ NCA Nation Wide Ceasefire Agreement စာချုပ်ဗောနော်နိုင်ငံလုံးဆိုင်ရာအပြည့်အပြည့်ခတ်ရစဲရေးစာချုပ်သဘောတူညီချက်လက်မှတ်ထိုးတဲ့10နှစ်မြောက်ခံတာဗောနော်အဲ့ဒီမှာစာချုပ်ကိုသူတို့တွေသဘောတူညီခဲ့တဲ့အချက်ဗောနော်စာချုပ်ကိုသဘောတူညီခဲ့တဲ့ဆိုတဲ့အချက်အရာဆိုလို့ရှိရင် ဒီစာချုပ်ကလည်းစစ်တပ်ကဆွဲပြီးတဲ့စာချုပ်ရယ်လို့ပြောလို့မရဘူးဗျကျွန်တော်တို့ဒီဆွေးနွေးပွဲတွေမှာတေချာအလုံးရှင်းပြတဲ့သဘောကိုပြောရမယ်ဆိုလို့ရှိရင်တကယ်တမ်းကျတော့ဒီစာချုပ်ကဦးစီးပြီးတော့ရေးဆွဲခဲ့တာကတချင်အဖွဲ့တွေပါတယ်တရင်အဖွဲ့တွေပါတယ်ဥမာ KIE နဲ့ KNU အဖွဲ့ကောင်းဆောင်နေပေါ့နော်ဒီသူတို့ရေးဆွဲလာတဲ့စာချုပ်ကိုမှညီလာခံမှာပြန်တင်ပြလာတဲ့အခါကျတော့စစ်တပ်ဘက်ကနေပြီးတော့ပြန်ပြုတ်ပြန်တာပြန်ပြီးတော့ပြင်ဆင်ချက်တေချာလောက်တာက သူတို့ငုံမူမင်းရဲ့ဆရာခိုင်နှုံးတော်တောင်မရှိဘူးပြန်ပြီးတော့ဆွေးနွေးပြီးတော့ပြုပြင်လိုက်တာလေအဲတော့အများစုကပြောရမယ်ဆိုလို့ရှိရင်တိုင်းရင်းသားတွေဘက်ကတင်ပြလာတဲ့ဟိုစာချုပ်ပဲဒီစာချုပ်ကပြောရမယ်ဆိုလို့ရှိရင်တော့တကယ်ကိုအားလုံးလက်ခံထားတဲ့အားလုံးသဘောတူထားတဲ့စာချုပ်ပဲအဲတော့ဒီစာချုပ်ကိုသူတို့မှာပြဿနာရှိသွားတာကတော့စာချုပ်ကိုလက်မှတ်ရေးထိုးပြီးတော့ implementation အပိုင်းပဲဗျ implementation ဆိုတော့ဒီစာချုပ်ကြီးကိုဟိုလက်မှတ်ထိုးပြီးတော့ရှေ့ဆက်ပြီးတော့ဘာလုပ်ကြမလဲဆိုတော့ သဘောတူညီချက်တွေကိုရှေ့တိုးဆောင်ရွက်တဲ့နေရာမှာဟိုနှောင့်နှေးကြံ့ကြာမှုဂရိပြတ်မှုအပိုင်းတွေပေါ့ဗျာအဲ့တော့နှောင့်နှေးကြံ့ကြာမှုဂရိပြတ်မှုအပိုင်းတွေကဘယ်အချိန်အပိုင်းခြားမှာဖြစ်ခဲ့သလဲဆိုတာကိုပြန်ကြည့်ဖေးချပြန်စဉ်းစားကြည့်လို့ရှိရင်သိနိုင်နိုင်မယ်เนาะစာချုပ်ချုပ်တာက2015ခုနှစ်ပြီးတော့အခုဒီကြားကာလထဲမှာဒီစာချုပ်ကြီးဟာ implementation ဘက်မှာကြာကြာနာနာဖြစ်မလာခဲ့ပဲနဲ့9နှစ်ကျော်6နှစ်နီးပါး ပြောရမယ်ဆိုလို့ရှိရင်တော့မျောနေခဲ့ပြီးတော့မှ2021မှာအခုအာနာသိန်းကလည်းထပ်ဖြစ်လာတဲ့အခါကျတော့ဒီနေရာဟာတခါလေရှင်းပြောရမယ်ပြောရမယ်ကြဆိုလို့ရှိရင်ဗျာဟိုကြောက်သေးကြကန်ဒီကိစ္စကြီးတခုကိုလက်ညှိုးလေးနဲ့တောက်ချလိုက်သလိုပေါ့အဲ့တော့အာနာသိန်းနဲ့အာနာသိန်းလို့ဒါကစာချုပ်ကြီးကိုဖောက်ဖျက်လို့အားလုံးကတချို့တချို့တွေကစာချုပ်ကနေပြီးတော့ဖြစ်ပြဲသွားပြီးစာချုပ်ကနေထွက်သွားပါတယ်ဆိုတော့အခြေအနေမျိုးဖြစ်လာတယ်လေဒါပေမဲ့တေချာပြန်စဉ်းစားကြည့်လို့ရှိရင်ဒီစာချုပ်မအောင်များတဲ့အချက် ီစာချုပ်ပေါ်လူတွေမကြည်မနှက်ဖြစ်ရတဲ့အချက်ဟာစစ်တပ်အာဏာသိမ်းတဲ့တခုတည်းတော့မဟုတ်ဘူးဗျ။အဲ့ဒီမတိုင်ခင်9နှစ်လုံးလုံးရှိသေးတယ်။အဲ6နှစ်ညီပါပေါ့နော်။အဲ့ဒီအတွင်းမှာဒီ implementation အပိုင်းပါပေါ့ဗျာ။မအောင်မြင်ခဲ့တာတွေအများကြီးရှိတယ်ဗျာ။နှောင့်နှေးချမ်းချာနဲ့နေခဲ့တာတွေအများကြီးရှိတယ်။အဲ့တော့ဒီအပြည့်ခက်ရဆိုင်းရေးစာချုပ်ကိုသဘောမတူလို့လက်နဲ့ပြန်ကန်ရပါတယ်ဆိုလို့ရှိရင်တော့ဒါဒုံရင်ဒုံရင်ဖြစ်နေမှာပဲလေ။ အဲ့တော့ဒီစာချုပ်တိုင်းဆက်သွားလို့ရောမြန်မာပြည်အခုလက်ရှိပကတိအနေထားရဖြစ်နိုင်မယ်လို့မြင်လားဦးတန်းလွန်ထုံဘလို့သုံးသက်ထားလဲဗျစိုးရပြောသလိုပဲဒီစာချုပ်ကတရက်ထဲနှစ်ရက်ထဲတစ်ဖက်ထဲကဆွဲတာမဟုတ်ဘူးအဲ့တော့အထူးသဖြင့်ဒီဟိုလက်နဲ့ကင်ဆွဲနေတဲ့ EU ဒိုင်းငါးသားတွေဘက်ကနေပြီးတော့ဥဆောင်ဆွဲဆွဲပြီးတော့စစ်တပ်ဘက်နဲ့ပြန်ညှိပြီးတော့မှအားလုံးသဘောတူညီကြရဲဆိုတဲ့အချက်ဆိုတော့ဒီစာချုပ်ကိုပဲပြန်အခြေခံပြီးတော့ပြင်သင်းတာလေးတွေပြင်မယ်ဒါမှမဟုတ်တူးချဲ့တင်တာလေးတွေတူးချဲ့ပြီးတော့ဆက်သွားလို့တော့ ဖြစ်ရမယ်ဒီအခြေခံကြီးကိုပြန်ပြီးတော့ဖြုတ်ချလိုက်ပြီးတော့တစ်ကနေပြန်ဆမယ်ဆိုလို့ရှင်တော့ရှေ့ရောက်ဖို့လမ်းသိမ့်မလွယ်ဘူးကြာတဲ့ကြာလိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဒါတော့တိုင်းရင်းသားတွေဘက်ကနေပြီးတော့ဟိုရှုမြင်တာပေါ့နော်အခုကစစ်တပ်အာဏာသိမ်းပြီးနောက်မှာပေါ်လာတဲ့ PDF တွေနဲ့ UNG ခုခံဒေါ်လာစစ်ကြီးကလည်းအရှိန်ဟုန်းနဲ့ရှိနေတာပေါ့ဆိုတော့ဒီအခြေအနေပေါ့သူတို့ကလည်းကုနာဟိုတိုင်းသားနေနဲ့တူတူအချက်၆ချက်ထုတ်ပြန်လာတယ်တော့ဟိုစစ်တပ်နိုင်ငံရဲ့နောက်ဆုံးရမယ်ဆိုပြီးတော့ဆိုတော့အဲ့ဒီအခြေအနေပေါ်မှာဟိုဘယ်လောက်ထိဖြစ်နိုင်ကြီးရှိလဲဟိုဒေါ်လာရဲ့ဘက်ကအောင်မြင်တာပဲဖြစ်ဖြစ်စစ်တပ်ကဖြိုခွဲနိုင်တာပဲဖြစ်ဒါမှမဟုတ်ပြန်ပြီးတော့စကားပြောမဲ့အခြေအနေစသည်ဖြင့်ဒီအခြေအနေကြီးကရောကျွန်တော်ရှေ့ဆက်ဘယ်လိုမျိုးဟိုဖြစ်လာနိုင်လဲဗျပြောရမယ်ဆိုရင်တော့ဒီဟို အာနာသိမ့်မှုကိုဒီခုခံတော်လှန်ပြီးစစ်တပ်ကိုအမြင့်ဖြုတ်အောင်လေဆိုရဲအဲကိစ္စကြီးကိုကတော့ကျွန်တော်လဲကျွန်တော်ရဲ့တစ်ခါတစ်ခါကြက်လို့ရှိရင်ကိုပိုင်ဆောင်ပါလေးတွေရေးပြီးတော့ဟိုမကြိုက်ကြောင်းကျွန်တော်ပြောခဲ့တာရှိပါတယ်ဒီလိုလက်နဲ့ကင်ဆွဲပြီးတော့ဒီပြစ်ပခါကြီးကိုဖြည့်ရှင်းမယ်ဟိုနိုင်ငံရဲ့ institution တစ်ခုလုံးကိုအမြင့်ပြအောင်လုပ်သွားမယ်เนาะသွေးကြွေးမှာဆွေးနွေးစရာမရှိဘူးဆိုရဲကြွေးကြော်တန်နေနဲ့ဒီလိုပြစ်ပခါတွေဖြစ်နေမယ်အလားအလာဟုတော့ကျွန်တော်အနေနဲ့ကတော့မကြိုက်ပါဘူး ပြောရမယ်ဆိုလို့ရှိရင်တော့မကြိုက်တယ်ဆိုတာလည်းကျွန်တော်ငကိုလေးကလည်းပုံဝင်နေနေပြောပါတယ်အဲ့တော့ဒီအခုဖြစ်နေတဲ့ကိစ္စမှာကဥပမာအဖြစ်ပြစစ်တပ်ကအာဏာသိမ်းတယ်ဆိုတာကိုဟိုတနက်ကင်တော်လန်မှုနဲ့ပဲအဆုံးသတ်လို့ရမှာလားဒါမှမဟုတ်လို့ရှိရင်တခြားနိုင်ငံတကာတွေမှာဟိုကြုံခဲ့တဲ့အခြေအနေတွေအရကြည့်မယ်ဆိုလို့ရှိရင်လည်းအာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်းမှာနိုင်ငံရေးအင်အားစုတွေအနေနဲ့ကိုယ့်ရဲ့ moral superiority ပေါ်ကြအောင်ကိုယ့်ရဲ့ ကျင့်ဝတ်တိက္ခာပိုင်းမှာမြင်မာတဲ့အခြေအနေပေါ့ဗျာအဲ့ဒါကိုဟိုပို့ပြီးတော့ဂင်ဆွဲပြီးတော့တဖြည်းဖြည်းချင်းရင်ဆိုင်ယူပြီးတော့ဟိုနိုင်ငံရဲ့အခြေအနေကိုကြည့်ပြီးတော့ဟိုတပြည်လုံးပြန်လဲအဖက်ဆင်နိုင်အောင်ကြိုးစားမလားပေါ့ဗျာဥပမာအဖြစ်အိန္ဒိယနိုင်ငံထိုင်းနိုင်ငံကိုကြည့်လေကျွန်တော်တို့အာရှတိုင်းမှာထိုင်းနိုင်ငံလောက်အာနာသိန်းတဲ့ဟိုနိုင်ငံဘယ်မှမရှိဘူးဗျာဒီကမ္ဘာလုံးမှာကြည့်လိုက်တယ်ဆိုရင်တော့မှပဲဒီဆယ်စုနှစ်တည်းအတွင်းမှာအာနာသိန်းမှုအဖြစ်အများဆုံးနိုင်ငံလို့ပဲပြောလို့ရတယ်အာနာသိမ့်ပြီးလို့ရှိရင်ဇန်နာပြတယ် ဇန္နာပြတဲ့အခါကျလို့ရှိရင်စစ်တပ်ကလည်းလမ်းမတွေပေါ်မှာပြစ်တာခတ်တာရှိရပဲအဲဒါပေမဲ့လည်းနိုင်ငံရေးသမားတွေအနေနဲ့အဲဒီကိစ္စဒီလိုကိစ္စမျိုးတွေမှာဟိုလူငယ်တွေကိုမကျေနပ်တဲ့လူငယ်တွေကိုတော်တဲ့မောင်းမထုတ်ဘူးတော်တဲ့ကိုသွားကြပါလဲနဲ့ကင်ပါဆိုတဲ့သဘောမျိုးကိုမလုပ်ဖ ೇನೆ နိုင်ငံရေးအနည်းအရာပဲတတ်နိုင်ဆုံးဖြည့်ရှင်းဖို့ကြိုးစားကြတော့တွေ့ရတယ်လीအဲဒီတော့ကျွန်တော်အနေနဲ့ကတော့ဒါတွေကိုပြောနေရင်လည်းပဲပြန်ပြောရမယ်ဆိုလို့ရှိရင်အခုပြိပခါကအခုဆိုလို့ရှိရင်၅နှစ် နှီးပါဖြစ်နေပြီအဲ့တော့တကယ်တမ်းအခြေအနေတစ်ခုကိုဟိုထိတ်တန့်ရင်ဆိုင်မလားစစ်တပ်ကခင်းပေးထားတဲ့အပြည့်အခရဲစဲရင်းနဲ့ငြိမ်းချမ်းရေးလမ်းသွားမလားဆိုတာကိုတော့စဉ်းစားမယ့်အချိန်ရောက်နေကြပါပြီအဲ့တော့အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်ပကနဲ့ပတ်သက်ပြီးတော့အခုဥတန်းလွေချုံအနေနဲ့အခုဆိုကိုစော့တန်လုံနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီအနေနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေ့အကြုံရတူတဲ့အနေနဲ့ပဲဖြစ်ဖြစ်ဒီပြည်ပကမှာပြေလည်အောင်ပေါ့နော်တစုံတရာဟို ဝင်ရောက်ဆောင်ရွက်ဖို့များစီစဉ်ထားရရှိလားအဲ့ဒါလည်းသိလို့ပါတယ်အဲ့ဒီကျွန်တော်ဟို consultant ဟိုဟို timing gun ဆိုတာကနည်းနည်းမှားနေမယ်เนาะကျွန်တော်ကဟိုကျွန်တော်ရဲ့ independent ဟိုအနေနဲ့ပဲအဲကျွန်တော်လုပ်နေတာပါဟိုအဲ့ဒါကလည်းသိချင်တဲ့လူရှိမှာပါဥပမာအဖြစ်အရင်ပအိုးဘက်မှာတိုက်ပွဲတွေဖြစ်တဲ့အချိန်တုန်းကဆိုလို့ရှိရင်အဲဒေသတွေမှာရွက်ရွာတွေမီးလောင်ကုန်တယ်ခြေရွာတွေပျက်စီးတယ်ဒုက္ခတွေတွေအများကြီးရှိတယ်အဲဒီအချိန်မှာဟိုနိုင်ငံတကာကလည်း ပြည်ရင်းတော့သွားကူညီလို့ရှိရင်စီအစိုးရကိုကူညီသလိုဖြစ်သွားလိမ့်မယ်အဲ့တော့စီအစိုးရကနေပြီးတော့ဒီအကူအညီတွေကိုတဆင့်မသွားနဲ့ဆိုရဲသတ်မှတ်ချက်မျိုးလေးတွေရှိလာသလိုအဲတစ်ဖက်ကကြတော့လည်းစီအစိုးရကလည်းရိုးရိုးအဖွဲ့အစည်းတစ်ခုဆိုလို့ရှိရင်လည်းဒီအဖွဲ့အစည်းကသဘုံနေနဲ့နှီးဆက်တဲ့အဖွဲ့အစည်းဒီအဖွဲ့အစည်းကနိုင်ငံတကာနဲ့ဆက်ဆံပေးဖို့ငါတို့ခွင့်မပြုနိုင်ဘူးဆိုတဲ့အနေအထားမျိုးတွေရှိတော့ရှုပ်ထွေးမှုလေးတွေရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်အနေနဲ့ကတော့သွားပြီးတော့ဒေတာကန်နေဖုန်ကြီးတွေအဖွဲ့အစည်းလေးတွေကို သွားပြီးတော့ဟိုမေးဒီမေးလောက်တာပေါ့ဗျာမေးပြီးတော့ခါကျတော့တကယ်တမ်းလိုအပ်နေတဲ့အကူအညီတွေကပါလေဘသူဘသူတွေရှိရနေဘလို့ပြီးလို့ရှိရင်ဘယ်ကိုရောက်နိုင်မလဲဆိုတော့အကြံဉာဏ်ပြုတဲ့သဘောလေးပါကျွန်တော်ပြုတဲ့အကြံဉာဏ်ကိုဘယ်သူကဘယ်ဘယ်သူကဝါလိုက်နာတယ်ပါညာဆိုတာလည်းမဟုတ်သေးပါဘူးအဲ့တော့အခုလက်ရှိကတော့ဒီငင်းကြိုင်းလုပ်ငန်းစဉ်ကြီးထဲမှာဝင်ပြီးတော့ဟိုနောက်ထပ်ပါဝင်ပေးနိုင်မယ်ဆိုတော့အစင်ကတော့နည်းနည်းလေးဝေးနေပါသေးတယ်ဒါပေမဲ့ကျွန်တော်တခု ပြောကြတာလေးတခုတော့ရှိပါတယ်ဒီနောက်ပိုင်းမှာကျွန်တော်လုပ်နေတဲ့အလုပ်လေးပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့ထိုင်းနိုင်ငံဘက်ကဟိုမိတ်ဆွေတွေကနေပြီးတော့အစပြီးတော့ကျွန်တော်ကိုအကူအညီတောင်းလို့ကျွန်တော်ဟိုဝင်လုပ်ပေးတာပါအဲ့ဒါကဘာလဲဆိုတော့ပြည်တွင်းမှာဗမာပြည်ထဲမှာအခုဟိုဘာလဲထိုးစစ်တွေပေါ့နော်ပို့ပြီးတော့ဖြစ်လာလိမ့်မယ်စစ်ပွဲတွေတိတ်ကြီးလာတဲ့အခါကျလို့ရှိရင်တော့အဲဒီဘက်နေဆက်ဒေသတွေမှာပြဿနာတွေကပိုများလာမယ်အဲ့တော့ဒါတွေကိုဖုံကြီးเจ้าနေရနေပြီးတော့ဆရာတော်ကြီးတွေကငြိမ်းချမ်းရေး ဟိုစူတောင်းပွဲလေးတွေလုပ်ပေးပါလားလုပ်ပေးမယ်ဆိုရင်ထိုင်းဘက်ကဟိုဖုန်းကြီးတွေရောထိုင်းဘက်ကလူမှုရေးအသင်းတွေရောဝင်ပြီးကူညီပေးပါမယ်ဆိုတဲ့သဘောရှိတော့ကျွန်တော်ဝင်ပြီးတော့အဲ့ဒီကိစ္စလေးတွေကိုဝင်ပြီးတော့ဆောင်ရွက်ပေးနေတာရှိပါတယ်ဒီလက်နက်ကင်ဖွဲ့တွေကိုတော့ကျွန်တော်အနေနဲ့ဘာဩဇာမှလည်းမရှိပါဘူးစစ်တပ်ပေါ်လည်းကျွန်တော်ဩဇာမရှိဘူးဟိုတခြားလက်နက်ကင်ဖွဲ့တွေပေါ်မှာလည်းဘာမှကျွန်တော်အနေနဲ့ပြောနိုင်ရင်ဟိုဆိုနိုင်တဲ့အနေအထားမရှိဘူးဒါပေမဲ့ကျွန်တော်လှုပ်လက်စအနေအထားဆိုလို့ရှိရင်တော့ဘုံတော်ကြီးတွေရဲ့အကင်းပြည်နယ်ထဲမှာငင်းငယ်ရေးစုတော်ပွဲတွေ ဒါလေးတွေကတော့ဟိုဆက်လုတ်သွားဖို့ရှိပါတယ်။မကြာခင်မှာလည်းမြဝတီတို့ကတော့အခုကြားပါလိမ့်မယ်။ငင်းငယ်ကြီးစူတောင်းပွဲလေးတွေလုတ်ဖို့ပေါ့နော်။ကျွန်တော်လည်းပြီးခဲ့တဲ့အပတ်ကပဲကရင်ပြည်နယ်ထဲမှာခီးလဲလဲပြီးတော့ဒီဆရာတော်ကြီးတွေနဲ့ကိုယ်တိုင်တွေ့ဆုံခဲ့တာတွေပဲရှိပါတယ်။အဲ့တော့ခုနောက်ဆုံးနေလဲပေါ့နော်မြန်မာပြည်မှာသွားပြီးတော့အခုဒီစစ်တပ်ကလုတ်တဲ့အခမ်းအနားတွေမှာကိုယ်တိုင်ကိုကြပါဝင်ဟိုလေ့လာခွင့်ရတယ်ပေါ့နော်ဆွေးနွေးခွင့်ရတယ်ဆိုတော့ဒီတက်ချုပ်ကအနေထားပေါ့နော်ဦးတက်ချုပ်ကိုဝေဖန်နေတာတော့ तू ကအရန်ဟို ူအာနာသိမ့်နေဆိုတော့သူကတံပရာဖြစ်ချင်လို့ဆိုတဲ့အထိကိုဝေဖန်တာတွေရှိတယ်အဲ့တော့သူ့အနေထားကလည်းဟိုဘလို့လာမတော့မသိဘူးပေါ့နော်တစ်ဖက်ကလည်းဟိုရွေးကောက်ပွဲလုပ်ပြီးတော့ဦးသိစိတ်လက်တက်တော်ကတော့တော်တော်လေးဖြေလျှော့ပြီးတော့ဒီလမ်းကြောင်းတစ်ခုကိုပြောင်းသွားတာကျွန်တော်တွေ့ရတယ်အဲ့တော့အခုတက်ချုပ်အနေနဲ့သူ့အနေနဲ့တကယ်ဟိုပဲဒီစစ်တပ်ကအာနာကိုကင်ဆွဲနိုင်အောင်ဒီတိုင်းပဲထိန်းသွားမဲ့အနေထားတွေ့ရလားပြုပြင်ပြောင်းလဲလှုပ်လာနိုင်မဲ့အနေထားရှိလားရွေးကောက်ပွဲလည်းနှီးလာပြီဆိုတော့အဲ့တော့ဦးတန်းလွင်ထွန်းလင်းနဲ့ကိုယ့်ရဲ့အမြင်ပေါ့နော်အတွေ့အကြုံတွေရတယ် နောက်ဆုံးအနေနဲ့သုံးသပ်ပြီးလို့ရမှာပဲဟိုလူတယောက်ရဲ့ ambition ပေါ့နော်လူတယောက်ရဲ့ရည်မှန်းချက်ဆိုတာကိုတော့ကျွန်တော်တို့အနေနဲ့ဘာမှသွားပြီးတော့အယံကာယောကြီးမှန်းစာလို့မရတယ်လို့အယံကာယောကြီးရှုံချလို့လည်းမရနိုင်ဘူးနေရာတစ်ခုကို ရောက်လာတဲ့သူတွေနေရာတစ်ခုကိုရယူအောင်လှုပ်လာခဲ့တဲ့လူတွေအနေနဲ့ရည်မှန်းချက်ကတော့တာမန်လူတွေရဲ့တော့ကြီးမှာပဲလေအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့ညာကိုဦးသိန်းစိန်အစိုးရလောက်ရှိရင်ကိုပဲ မစိုးဘူးလို့တော့ပြောလို့ရမှာပေါ့ဗျာနှစ်နှစ်သုံးဖို့ငါဟိုငါးနှစ်အတွင်းဟိုကြားခံပြီးမဲ့ဟိုအဲ့လိုအစိုးရလေးလေးတစ်ခုလောက်ဖြစ်လာရင်တော့မစိုးဘူးပေါ့ဗျာဒါပေမဲ့တကယ်တမ်းကောင်းဆောင်မဲ့သူကဘယ်သူလဲဆိုတာတော့ကျွန်တော် အနေနဲ့လည်းယတိပြန်ပြောနိုင်ဘူးလားလာတွေကတော့ဟိုမြင်နေရလေးတော့ရှိရပါဗျာဘယ်သူကသမနာတက်မလို့တက်လို့မဲဆိုရင်အလားလာလေးပေါ့နော်မြင်နေရတော့ရှိတော့ပေါ့ဗျာဒါပေမဲ့လည်းဒါတွေကကန်တေကမှပြောရမယ့်ကိစ္စမဟုတ်ဘူးလေပေးကြတာတစ်ခုကတော့ ရွေးကောက်ပွဲကတော့ဖြစ်မှာပဲဖြစ်သွားပြီးတဲ့အခါကျလို့ရှိရင်အဲဒီရွေးကောက်ပွဲကနိုင်တဲ့အစိုးရတစ်ဖွဲ့တော့ပေါ်လာမှာပဲအဲပေါ်လာပြီးမဲ့လည်းဒီဥသိမ်းစိန်အစိုးရလက်ထက်တုန်းကလောက်ဖြစ်လာရင်တော့ဗမာပြည်နည်းနည်းလေးကံကောင်းတယ်လို့ပြောလို့ရမှာပေါ့ဗျာဟုတ်ကဲ့ဥတန်လူတို့ကျေးဇူးတင်ပါတယ်အခု NCS နေ့ပြည့်မှာတွားရောက်ပြီးတော့ပေါ့နော်ဟိုတက်ရောက်ခဲ့တယ်ဆွေးနွေးခဲ့တာပေါ့အခြေခံပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံကအခုလိုမျိုးအခြေအနေအားလုံးသုံးသပ်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျာ ကျွန်တော်ကတော့ထပ်ပြောချင်တာကအဲကျွန်တော်ကပြောင်းလဲသွားတယ်ဆိုတဲ့စကားကတော့နည်းနည်းလေးလွဲနေတယ်ကျွန်တော်ကငကူအတိုင်းပဲကြာမပြောင်းဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ